မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဒီတစ်ခါတော့ဆရာက2025ခုနှစ်6လပိုင်းဇွန်လအတွက်ဗုဒ္ဓဘုရားဟူတာသမီးမိတ်ဆွေများအတွက်တလားစာရောင်ရံဆောင်ရံနဲ့ကံကြမ္မာဟောစရံကိုဆရာကဟောကြားပေးမှာဖြစ်တဲ့အတွက်ဗုဒ္ဓဘုရားဟူတာသမီးမိတ်ဆွေတွေအားလုံးဥစွာဘေးပရာတွေဝေးကွာလို့ကောင်းကျိုးလိုအင်ဆန္ဒမှန်သမီးပြည့်စုံကြပါစေလို့ဆရာကဥစွာမေတ္တာပို့ဆုတောင်းထောက်ပံ့ပြုရင်းနဲ့ဒီ2025ခုနှစ်6လပိုင်းမှာဗုဒ္ဓဘုရားဟူတာသမီးမိတ်ဆွေများ မိတ်ဆွေတို့ရဲ့ကံရှိတယ်ဘယ်လိုရှိမလဲဆိုတော့ဆရာတလတာကိုသုံးသပ်ပြီးမှဖြစ်ပါတယ်ဒီ6လပိုင်းတွင်းမှာမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်လက်ရှိမိမိရဲ့ရင်ထဲမှာကောင်းသောဤမှန်ချက်ကောင်းသောဤရွယ်ချက်မိမိဖြစ်ရှင်သောဆန္ဒဂျင်းတိဖြစ်မြောက်မယ်ဒါပေမဲ့လော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 မဆုံးဖြတ်နဲ့အလောမကြီးနဲ့အလန်အလင်မလို့နဲ့ အလင်းလို့တဲ့အခါအလောကြီးတဲ့အခါမှာအမာယွန်းလေးတွေအဆုံးဖြတ်အမာလေးတွေလွဲချော်တတ်တာလေးဖြစ်ရတဲ့အတွက်ကြောင့်မလို့ဘာဖို့ဖြစ်ဖြစ်ရောက်ရှိနေတဲ့လမ်းကြောင်းပေါ်မှာမှန်ကန်နေတယ်မှန်ကန်နေတဲ့အတူပဲမိတ်ဆွေတို့အနေနဲ့အယံကြီးတော့ဟိုလိုလောဘမကြီးနဲ့အယံကြီးဟိုလိုဖြစ်ရှင်တဲ့ဆန္ဒကြီးတွေမကြီးမားစေနဲ့ဟိုလော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 နဲ့ဆုံးဖြတ်တဲ့အခါမှာအဲဟိုစွန့်လာလို့ပေါ့ဟိုငါများချိတ်ကိုပဲငစားပဲမြင်ပြီးတော့ငါများချိတ်ကိုမမြင်ပဲဖြစ်တတ်တဲ့အတွက်တော့တတိထားစီနေပြီးလို့လိုအပ်ပါတယ်အလုံးနဲ့ပတ်သက်ရင်လုပ်ငန်းနဲ့ပတ်သက်ရင် နှစ်ခါပြန်လောက်ရတာမျိုးအခုခုကိုလှုပ်ဆောင်တဲ့အခါမှာကိုကိုကိုစိတ်တိုင်းမကြတာမျိုးအားမရတာမျိုးတွေဖြစ်ရတတ်တယ်ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ကိုကိုကိုတတိထားပါစိတ်တိုင်းကြစိတ်တိုင်းမကြတာမျိုးအားမရတာမျိုးတွေဖြစ်ရတာမျိုးအလုပ်တစ်ခုကိုနှစ်ခါပြန်လောက်ရတာမျိုးငါတိကျပို့လုံနိုင်ရမယ်ဆိုတာမျိုးတွေအများကြီးစဉ်းစားတွေးခေါ်နေရလာဖြစ်တဲ့အတွက်ကြောင့်မို့မိတ်ဆွေတို့အနေနဲ့ဒီလတာတော်တော်မှဆိုရင်တော့ဘာကိုဖြစ်ဖြစ်ကိုယ့်ရဲ့ကံကိုယ်ကလည်းကိုက စိတ်တိုင်းမကြအာမရတာမျိုးတွေဖြစ်ရတတ်တယ်သို့တော့အဲတနေ့တလန်တလန်ထက်တော့ပိုရမှာပေါ့နော်တနေ့တလန်ဘတ်ဘန်ဘယ်ရွေးမလဲဆိုလို့ပြင်မဲ့လို့မိတ်ဆွေတို့အနေနဲ့ရီမန်းချက်ရီရွယ်ချက်တွေကိုသာအဖြက်လန်းကြီးရောက်ခံနေကြတော့မှလူတချို့ကတစ်ခါလေကြရရောက်ခံနေကြမှဖြစ်ချင်တဲ့ဆန္ဒတွေဖြစ်တော့မှရောက်ခံနေတက်တဲလို့တော့မှလမ်းလျှော့သွားတာမျိုးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့အဲအောင်မြင်မှုနဲ့ရီမန်းချက်နဲ့နီးလေလေတိထားလေတွေဖြစ်တယ်ဆိုတော့ကတ်မျိုးကာလာမျိုးဖြစ်ပါတယ်ဒီလဟာမိတ်ဆွေတို့ဘာလို့ဖြစ်ဖြစ် လုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်လာရင် OHME လုပ်ငန်းစတင်လှုပ်ဆောင်တာမျိုးကိုပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးရှေ့တူဆောင်ရွက်လှုပ်ဆောင်တာမျိုးတွေအကျိုးပေးတယ်။ဘာကိုဖြစ်ဖြစ်လုပ်ငန်းအလုပ်ကိစ္စလုပ်ငန်းအရင်းနှီးမှုကိစ္စမှန်သမျှကိုရှေ့တူဆောင်ရွက်ပြီးတော့အကြံစီတွေကိုအကောင့်ထဲပေါ်တင်တော့ကာလာဖြစ်တယ်။ဂျမိုင်းဂျမိုင်းနဲ့ပတ်သက်လာရင်တော့တွေးတိုးတွေးတက်အခြေခံရှိတဲ့မိတ်ဆွေများတတိထားပါ အကျိုးနဲ့ပတ်သက်တာမျိုးလေးတွေအစင်းမြင့်နဲ့ပတ်သက်တာမျိုးလေးတွေအဲတတိထားစီနေရသလိုကြောက်ကတ်တို့ဥတို့ဝမ်ဘိုက်တို့နဲ့ပတ်သက်တာမျိုးလေးတွေမှာတတိထားအတွင်းကလေးစားတွေနဲ့ပတ်သက်လာရင်ကျမ်းမာရင်ညံ့တတ်တယ်သို့တော့အသက်60နဲ့အထက်ဘုဒ္ဓဘုရားဥဒ္ဒတမီမိတ်ဆွေများကိုကတော့ခန္ဓာကိုယ်အောက်ပိုင်းဖြစ်တဲ့လေအဲဆိုတော့ခါနာရာမျိုးဒူးနာရာမျိုးလေးပြတ်တာမျိုးလေးဒါမျိုးလေးကိုပို့ပြီးတော့သတိပြုရလို့အเจ้าဆရာကထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာကောင်းပြီအလုပ်ကိစ္စ လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လာလို့ရှိရင်ဘာကိုလှုပ်လှုပ်တည်တည်ရှာရှာရင်းရင်းနှီးနှီးနဲ့လှုပ်ပါအလုပ်ကိုအလုံးနှစ်ခုစိတ်နှစ်ခုအလုံးနှစ်ခွစိတ်နှစ်ခွလှုပ်ဆောင်နေရမြို့တက်ဒီစားတဲ့ဂျင်းသေးပေါ့တကူတည်းကိုဘာလှုပ်တည်တယ်လဲကိုတည်ရှာရွေးချယ်လိုက်ရွေးချယ်ပြီးသွားတဲ့အခါမှာဒါကိုလှုပ်မယ်ဆိုရင်လေတကူတည်းနဲ့တလန်းနဲ့နဲ့ဆိုင်မမတ်နဲ့သွားပါအောင်မြင်ခြင်းနဲ့တုတ်တက်ခြင်းညရှိပါလိမ့်မယ်လေနံနှစ်ဖက်နှင်းတာမကောင်းဘူးအလုံးနှစ်ခုစိတ်နှစ်ခုအလုံးနှစ်ခွစိတ်နှစ်ခွများစွာဖြစ်တတ်တယ်ဒါကိုလည်းလှုပ်ရင်ကောင်းမလား ။ဟွာကိုလည်းလုပ်ရင်ကောင်းမလားဆိုတဲ့လုပ်ငန်းနှစ်ခုအလုံးနှစ်ခုစိတ်နှစ်ခုကျင်းသေးပါအောင်မိတ်ဆွေတို့တွန်တွဲလာတတ်တယ်လို့လုပ်ငန်းကိစ္စအလုပ်ကိစ္စလုပ်တဲ့အခါမှာလည်းစကားနှစ်ခါတစ်ခါလေးပြောရမယ့်ကိစ္စတွေမှာနှစ်ခါပြန်ပြောရတာမျိုးလေးတွေပစ္စည်းအထားမှားလာတာမျိုးလေးတွေအဲပတ်စံအထားမှားတာမျိုးလေးတွေတခိုးခိုးခံရတာမျိုးတွေပတ်စံပစ္စည်းပျောက်တတ်တာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးရန်လိုအပ်သောအချက်လေးတွေတွေ့ရပါတယ်ငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့ဝင်ငွေဟာ ဝင်လဲဝင်လဲထွက်လဲထွက်တယ်အိတ်ပေါက်နဲ့ဖားကောက်တယ်လို့ဖြစ်နေတတ်တဲ့အတွက်ငွေကြီးကန်နဲ့ပတ်သက်လာတဲ့အခါမှာမိတ်ဆွေပုတ်တူရအောင်တာသမီများအနေနဲ့ငွေကြီးဟာငွေမမြဲတော့လငွေဝင်ဖို့ငွေရဝင်တော့ဝင်တယ်ဘယ်ကနေထွက်လဲမသိဘူးလက်ထဲမှာငွေမမြဲဘူးပတ်စံကကိုကကိုနဲ့ငွေနဲ့ကိုမတည်တော့လားငွေဝင်ရင်ကိုအိတ်ပေါက်ထွက်ရှင်နေတဲ့စိတ်မျိုးတွေငွေပတ်စံလက်ထက်ရှိနေရင်ဘာတော့မှမလဲစဉ်းစားနေတယ်လာဖြစ်တဲ့အတွက်ကြောင့်မလို့ပုတ်တူရအောင်တာသမီမိတ်ဆွေတွေနဲ့ဒီလဟာ မဲဆွေလို့နေနဲ့ငွေကြီးနဲ့ပတ်သက်လို့ရှိရင်ငွေငွေနဲ့ပတ်သက်လာလို့ရှိရင်ကိုယ့်လက်ထဲထားတာမျိုးတက်တခုခုရင်းနှီးလှုပ်ဆောင်တာမျိုးလေးတွေအဲတခုခုမှာတိကျတဲ့အစုချေရထည့်ထားတာမျိုးလေးတွေဖြစ်စီတနေ့မှာသုံးစရာရှိရင်တုံဆိုင်တွေ့ဝင်နေပဲနဲ့အသုံးပြလိုက်တာကပုံမှုကောင်းမှန်ပြီးတော့တကယ်လို့မှအသုံးပြစရာမရှိရင်လဲဇာငင်နာလာပြီးရင်ပြီးထားလို့ရပါတယ်ခင်ဗျကောင်းပြီဆိုတော့ဒါအပြင်မိတ်ဆွေဗုဒ္ဓဟူးရသာသမီးကဒီလတာအတော်တွေမှာဆိုရင် ငွေကြီးနဲ့ပတ်တိုင်ငွေမမြဲဘူးငွေမမြဲတဲ့အတွက်လည်းဆရာတက်တော်မှာတော့မှငွေမြဲစီရအတွက်အဆောင်ကလေးတင်ထားတယ်ဆရာငွေမြဲစီရတွေကဒီမှာပြောပြပေးမယ်ဆရာတို့ကတုစာရွက်ကလေးအပန်းရောင်ကတုစာရွက်လေးတခုကိုရှာလိုက်အပန်းရောင်ကတုစာရွက်ပေါ်မှာဆရာတို့နှစ်လက်မှဆိုနှစ်လက်မှနှစ်လက်မှရရမယ်နော်ဒီမှာဆရာတို့နှစ်လက်မှပေါ့နှစ်လက်မှလေးတိုင်းလိုက်အလျားလေးနှစ်လက်မှအနံလေးနှစ်လက်မှလေးတိုင်းလိုက်အလျားနှစ်လက်မှအနံနှစ်လက်မှကိုအဲဒီလိုလေးဟိုတူညီတော့ အလမ်းမလေးရှိတာလေအဲ့ဒါလေးကိုဆရာတို့ကဒေါက်မန်တဘဝန်နေဒေါက်မန်စလုကန်လို့ပုံလေးဆွဲတာဆွဲပြီးတော့ plastic အပါလီလောက်ပြီးမိတ်ဆွေရဲ့ပတ်စံအိတ်ထဲမှာစောင့်ထားရင်ငွေမြဲပါတယ်ဘယ်နေသားမဆိုလုပ်လို့ရပါတယ်ဒါကိုတည်တည်ချာအသိစိတ်သိချင်ဆရာငယ်ပေးတဆိုပြီး Facebook ပေးမှာဝင်ကြည့်လိုက်ပါဆရာငွေမြဲစီရာအတွက်ရရရအောင်ဆရာတင်ပြထားပါတယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောကြပါရစီကောင်းပြီရှင်းဆက်သွားလိုက်အောင်ဘုဒ္ဓဘုရားဥသာမီဒီယာရဲ့၅လ6လပိုင်းပြန်မှာဆိုမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်ဒီလတာတော်တွေမှာရှေ့တူစာရံလှုပ်ဆောင်မှာ ် OHM လုပ်ငန်းတွေအကျိုးပေးပါတယ်ကိုပိုင်လုပ်ငန်းတွေအကျိုးပေးပါတယ်စက်တူလုပ်ငန်းတွေအပိုကျိုးပေးပါတယ်စားသောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်အဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်တာမျိုးဘာသာစကားသင်တန်းနဲ့ပတ်သက်တာမျိုးနေရာထိုင်ခင်းနေရာထိုင်ခင်းနဲ့ပတ်သက်တာမျိုးတွေအကျိုးပေးပါတယ်ငကူကယာလူတိုးဖို့ယာလူတက်ဖို့အအခွင့်လန်းကောင်းတွေစောက်နေတာမျိုးယာလူတိုးဖို့ယာလူပြောင်းဖို့အတွက်ကိုစဉ်းစားနေဘာကြောင့်တုံဆိုင်နေမှာတော့ဒေဟကြီးပြောင်းလိုက်ပါရှေ့တိုးဆောင်ရွက်လိုက်ပါအောင်မြင်ခြင်းနဲ့လုံရင်လုံးတလောက်အတူတက်မဲ့ကာလဖြစ်တဲ့ဒါပေမဲ့ အလင်းမလိုပါနဲ့အဘဘက်ကနေလိုကန်တစ်ခုလှုပ်တဲ့ခါလဲတွေးခေါ်ပါဒါကိုလှုပ်ရင်တော့ဒီလိုဖြစ်နိုင်တယ်ဒီဘက်က site ကလည်းဒီဘက်ကဒီလိုဖြစ်နိုင်တယ်ဒီဘက်က site ကလည်းတခြားတွေးခေါ်ပြီးမှလှုပ်ပါလက်တလုံးဆုံးဖြတ်တာမျိုးလော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 ဆုံးဖြတ်တာမျိုးလေးတွေအားနည်းစီတော့လာဖြစ်ပါတယ်ညံ့တယ်ဒုတိယတစ်ချက်ကငွေကြီးနဲ့ပတ်တိုင်းငွေကကိုယ်နဲ့ငွေနဲ့မမြဲသောကာလဖြစ်တဲ့အတွက်ရင်းကြီးတာမျိုးတွေခက်မြန်များလာလှုပ်လိုက်ပါဒါမှအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေပုံမအားတာပြီးအထောက်အပံ့ဖြစ်စီမဲ့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြပါစီဒုတိယတစ်ချက်ကယူဆရမှာရှိသေးတယ် စက်ပစ္စည်းရင်မောင်းနေတဲ့အခါမှာအလင်းစလုံးမမောင်းမှနဲ့လော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 မလောင်းမှနဲ့ထိခိုက်ချနာမှုတွေဒီအများဆုံးဖြစ်နိုင်တော့လာဖြစ်တဲ့အတွက်ကြောင့်မလို့ဗုဒ္ဓဘုရားဥဒ္ဒမီကဒီလာတာတော့ဒီမှာရင်စက်ပစ္စည်းနဲ့ပတ်သက်ပြီးမောင်းနေတဲ့အခါမှာဘေးယူဆိုင်ဆင်ခြင်ပေးဖို့လိုအပ်ပါတယ်။ကောင်းပြီ။ဒုတိယတစ်ချက်လူငယ်တွေအချိန်နဲ့ပတ်သက်လာရင်တော့ ရတာမလို့လူတာမရဖြစ်တတ်တယ်လို့အဲမိတ်ဆွေလူငယ်များအနေနဲ့လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့မညံဘူးဒါပေမဲ့ဗုဒ္ဓဖူးတွေကအဟုတ်ယူတတ်တဲ့နေသားတွေလည်းဖြစ်တဲ့အတွက်ကြောင့်မလို့တခုမဟုတ်တခုကတော့အဲခံစားသက်ဝင်မှုအားကောင်းတဲ့နေသားတွေဖြစ်တဲ့အတွက်ကြောင့်မလို့ အလုံးနဲ့အောင်မြင်နေကမှအရှိရေးကကိုလိုကန့်လန့်လာဖြစ်နေတာမျိုးတွေဖြစ်တတ်တဲ့အတွက်အရှိရေးနဲ့ပတ်သက်လာရင်တော့မိမိချစ်သောမြတ်လို့တော်သူကိုဖွင့်ပြောတာမျိုးဟာကိုကံကြမှာကိုတေချာစဉ်းစားတွေးခေါ်ပြီးမှဖွင့်ပြောပါဒါပြီးတဲ့အခါသမီးသားများအနေနဲ့တူးနဲ့တူးတယောက်နဲ့တယောက်အဆွဆွဲခံရတာမျိုးမိမိရဲ့ချစ်သူကြီးသားနဲ့ပတ်သက်ပြီးတော့စိတ်ဆိုးစိတ်ကောက်လို့အဆက်အသွယ်ပြတ်သွားတာမျိုးသူမဟုတ်ခရီးဝေးသွားလို့အဆက်အသွယ်ပြရတာမျိုးတွေကြုံရတတ်တယ်လို့ ရိုးစွတ်ခံရတာမျိုးကိုယ့်ကိုယ်တပုတ်လေးမျိုးဆွတ်ဆွဲခံရတာမျိုးတွေကြုံရတက်တဲ့အတွက်အချိန်ရင်းနဲ့ပတ်သက်လာရင်တော့ဗုဒ္ဓဘုရားတော်သမီးမိတ်ဆွေတို့ဟာဒီလဟာဦးစားမပေးတင်တော်လာပဋိဌာဆင်ရင်အတွက်တော့လာရှိတယ်သို့တော့အိမ်တော်မြူရန်စိတ်ဆက်ရန်အတွက်လက်ထက်ရန်အတွက်ရည်ရွယ်ထားတဲ့ရည်မှန်းထားတဲ့ရည်ဆုံးဖြတ်ထားတယ်ဆိုရင်တော့တိမ့်တေပေါအိမ်တော်မြူစိတ်ဆက်လက်ထက်မင်္ဂလာပြုလို့ကောင်းသောကာလဖြစ်ပြီးတော့နှစ်လွှာပေါင်းမှတရွက်ဆိုတဲ့အတိုင်းပဲအဲ ဆီယနာမှာခါလာပေးလေရပါတယ်ခင်ဗျာကောင်းပြီမိတ်ဆွေတို့အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ဘာမှခက်ခက်ခက်ခဲမရှိဘူးအိမ်တော်ကြီးအစင်မပြေရင်ငွေကြီးကိစ္စအကြောင်းသာဖြစ်လိမ့်မယ်ငွေကြီးကိစ္စနဲ့ပတ်သက်လာလို့ရှိရင်အဲအိမ်တော်ဘက်မသိအောင်လုပ်ထားတဲ့ငွေကြီးအကြောင်းဖြစ်စေငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်အကြောင်းပြုပြီးတော့မူတည်ပြီးတော့ပြဿနာတက်စရာလေးတွေစကားများစရာလေးတွေဖြစ်လာလို့ရင်ကျွန်တော်ဘာမှစိုးဝါဘာမှမရှိပါဘူးပတ်စံမရှိပါနဲ့ပတ်စံရှိရင်ဆုံးတက်တော့ကာလဖြစ်ပါတယ် ကိုယ့်ရကံကိုကရှိပြီးတော့မှဘယ်သူမှမပေးလို့ဆိုတာကကိုယ့်ရကံကိုကရှိရင်စုံးမှုများနေတတ်တဲ့အတွက်မရှိပါနဲ့ရှိကျင်တော့ဆရာလာရှိကြပါနော်ခောင်းပြီမိတ်ဆွေတို့ဒီလက်တာတော်တွေမှာမိတ်ဆွေတို့အနေနဲ့ပတ်စံပစ္စည်းပြောက်တာမျိုးတခိုးခိုးခံရတာမျိုးအထားမားတာမျိုးအထားလွဲတာမျိုးလေးတွေကိုတော့တတိထားဆင်ခြင်ပေးရတယ်တိတိကျကျစနစ်တကျနဲ့စည်ရင်စရာပြုစုထားပြီးမလုံဆောင်ရလိုအပ်တော့ကာလအပတ်တာဖြစ်တယ်အကျိုးပေးစေတော့အရာတွေကတော့အားလုံးကြိုးပေးပါတယ်အထယ်လေးလုပ်ငန်းတွေနိုင်ငံခြားခရီးသွားတဲ့ပတ်သက်တာတွေ ဘာသာကြားတွေသင်တန်းတွေပတ်စပို့တွေဒီဗီဇာတွေနေရာတိုင်းကနေပတ်သက်တာတွေပြပတွေခီးသွားတွေအထယ်လိုက်လုပ်ငန်းတွေတီတီဖနက်ဆိုရှယ်အွန်လိုင်းရှော့မီဒီယာနဲ့ပတ်သက်တာတွေစံစီစစ်စတောက်ကုန်နဲ့ပတ်သက်တာတွေရှမ်းထွက်သီးမြန်တွေကိုပိုင်လုပ်ငန်းတွေအကျိုးပေးတယ်ဖြစ်နိုင်လို့ရှိရင်စက်တူလုပ်ငန်းတွေအစုရှယ်ယာလုပ်ငန်းတွေမိသားစုဝင်တဦးတယောက်ရဲ့အမိကိုခံပြီးတော့လက်လွဲလှုပ်ခိုင်းတဲ့အလုပ်တွေဒီမှာအားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်တော့လာဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော်တွေမှာဆိုရင်ဘာကိုဖြစ်ဖြစ် နဂိုကမိမိရဲ့မိသားစုအတွင်းမှာအရှုံးအောင်ဖြစ်နေတဲ့သူတွေကျမ်းမာရေးမကောင်းတဲ့သူတွေကြောင့်တရင်ကောင်းကြားရတာမျိုးအကောင်းဘက်ကိုရောက်ရှိလာတာမျိုးလွတ်မြောက်လာတာမျိုးလေးတရင်ကောင်းတွေကြားရတတ်တော်လာဖြစ်ပါတယ်အမှုကိစ္စမပြီးမပြတ်ဖြစ်နေသူတွေအမှုကိစ္စပြီးပြတ်တတ်တယ်လို့မဖြစ်သေးတဲ့မိတ်ဆွေများအဖို့အမှုကိစ္စတွေဖြစ်ရတတ်တာမျိုးလေးတွေကြုံရတတ်တယ်အထူးသဖြင့်ဒီရက်လက်ရှိဆရာရှိမှလာပြနေတာဆိုလို့ရှိရင်ဗုဒ္ဓဘုရားဟူအမျိုးသားတွေအနေနဲ့အမျိုးသမီးကိစ္စအရော အဆွဆွဲခံရတာမျိုးလိုငွေကြေးနဲ့ပတ်သက်ပြီးတော့အဆွဆွဲရိုးစွခံရတာမျိုးလေးတွေနဲ့ပတ်သက်ပြီးတော့အမှုဖြစ်နိုင်တဲ့အကြောင်းလေးတွေတွေ့တတ်တဲ့အတွက်တတိထားဆင်ကျင်ပြီးတော့ပြုမှုပေးဖို့တော့ဆရာကထပ်လောင်းပြောကြားလိုက်ပါရစေရင်ဆက်ပစ္စည်းနဲ့ပတ်သက်လို့ကိုင်းရွယ်မောင်းနေတဲ့အခါမှာအလင်မလိုပါနဲ့လော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 မမောင်းပါနဲ့တတိပြုဖို့လိုအကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒီလိုက်တာတော့တွင်မှာမိတ်ဆွေဘုတို့ဟူရအောင်သာသမီတွေအနေနဲ့ဘာကိုဖြစ်ဖြစ်လုပ်မယ်ဆိုလို့ရှိရင်အကျိုးပေးစေတော့ကဏန်းအနေနဲ့ဆိုရင်တော့မိတ်ဆွေတို့တစ်ကဏန်းသုံးကဏန်း၆ကဏန်းဟာ မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပါれအကျိုးပေးစီသောအယောင်နေနဲ့ဆိုရင်တော့အနီရောင်အပြာရောင်မိတ်ဆွေတို့အနေနဲ့အစိမ်းရောင်တွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးတော့အကျိုးပေးစီသောနေသားအနေနဲ့ဆိုရင်ကြံစာပရိသသမီးတနင်္ဂနွေသသမီးတွေနဲ့တွဲဖက်လုပ်တာဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့အာသာကောင်းမွန်စေပါれအကျိုးပေးစီသောအရာဟာအနောက်ဆူဆူရဖြစ်ပြီးတော့စန်တီယာအရာကတော့အရှိမြောက်ထောင်အရာဖြစ်ပါれ အဆက်ဆက်ရရာစင်ပြီးအောင်မြင်တိုးတက်စီမီယံအတွက်မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြောဆိုလှုပ်ဆောင်တဲ့အခါမှာမိမိရဲ့လုပ်ငန်းကိစ္စအရေးကြီးသောလုပ်ငန်းကိစ္စတွေကိုပြောဆိုလှုပ်ဆောင်ဆောင်တဲ့အခါမှာလုပ်ငန်းကိစ္စလိုရာမှုကိစ္စအရေးကြီးတဲ့ကိစ္စတွေကိုမပြောမိမှာမိမိအိမ်ကမျက်စွာဖရားမှာအေးသုံးကွက်လှူပြီးတော့ပကံများတစ်ချက်ထဲမှာအေးသုံးကွက်လှူပြီးတော့လိုရာကိုစုတောင်းပြီးတော့၃ချိန်တိတိစုတောင်းပြီးတော့သွားပါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့ရရှိလာပါလိမ့်မယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောကြားလိုက် ပြသည်ဒါအပြင်တတိထားစီနေရမယ့်အရက်ဟာတော့ မိတ်ဆွေတို့အနေနဲ့အရှိစူးစူးအရဖြစ်ပြီးတော့အရာရာကိုအရေးကြီးတဲ့ကိစ္စတွေကိုပြောဆိုမယ်ဆိုရင်ဒီရက်6လပိုင်း20 6ရက်နေ့မကြော်ခင် ပြောဆိုပါ26ရက်နေ့ရာနေစပြီးတော့နောက်ပိုင်းလာအကုံနောက်ပိုင်းကြလို့ရှိရင်ကံရဲ့ရာဒီကိုဂျိုအပြောင်းလဲလေးတွေကြောင့်အညာလေးတွေကြောင့်အတက်တဲ့အတွက်ကြောင့်မလို့ဒါလေးတွေကိုတတိထားပါအဲလာအကုံနောက်ဆုံးတစ်ပတ်ညံ့နေဆိုတော့မိတ်ဆွေတို့တေချာရတဲ့ဂျင်းတွေပေါ့ကိုမှတ်ထားပါအ ဘာပဲဖြစ်ဖြစ်အလုံးနှစ်ခွစိတ်နှစ်ခွတခုခုတေချာဆုံးဖြတ်ပါလေငန်းနှစ်ဖက်နင်းသလိုမဖြစ်ပါစေနဲ့မိတ်ဆွေတို့ဒီလရတော်တွင်မှာအဋိဋ္ဌံပြုလို့တဲ့ဗုဒ္ဓဘုရားဟောသာသမီဆရာငယ်ရဲ့ဓမ္မမိတ်ဆွေသူတော်ကောင်းများအတွက်ကတော့အဋိဋ္ဌံပြုလို့တပါဆိုရင်အဋိဋ္ဌံပြုဖို့ကလည်းမြောက်ပြောရသေးရနော်တကယ်ကိုအဋိဋ္ဌံပြုသင်ပါတယ်ဘလို့အဋိဋ္ဌံမျိုးလဲဆိုတော့မဟာသမယတုတ်ရွတ်ဆိုတာမျိုးသို့မဟုတ်လို့ရှိရင်အဲကျတော့24ပဋ္ဌံရွတ်ဆိုတာမျိုးတွေအဋိဋ္ဌံတစ်ခုခုကိုကျင်းသေးဝင်ကြည့်ပါ အများကြီးမဝင်ပါနဲ့ရှောက်ရက်ပဲဝင်ပါမိတ်ဆွေတို့ရဲ့အခက်ကဲဟိုပဋ္ဌာန်းဆိုရလဲလေလူပစ္စည်းရမဏပစ္စည်းအဲ့လောက်ကိုပြောတာမဟုတ်ဘူးပဋ္ဌာန်းအကျယ်ရွတ်နိုင်ပို့ကောင်းပါလေအကျယ်မရရင်မဟာသမယတုတ်ရွတ်ဆိုတာတကယ်တော့ရထားတင်ပါတယ်နောက်တစ်ခုခုတော့အဲ့တော့မဟာသမယတုတ်သူမဟုတ်လို့ရှိရင်ပဋ္ဌာန်းရွတ်ဆိုတာဆရာဆိုကြုံတော့ပြောလိုက်အောင်ဆရာငယ်ဆိုရင်ကျင်းသိပြောရတဲ့ဆရာကဆရာငွေပြတ်နေလို့ရှိရင်ဆရာပဋ္ဌာန်းရွတ်ရွတ်နေငွေဝင်တယ်ရွတ်တဲ့အခါမှာလေဆရာကပဋ္ဌာန်းရွတ်တဲ့အခါမှာလေဒါဘုဟုတ္တရကြားပြပြောပေးမယ်နော်ရွတ်တဲ့အခါမှာလေဆရာပဋ္ဌာန်းရွတ်ရင်ဆရာက ရပါစေဆိုတဲ့ယူရချက်နဲ့ယူတာမဟုတ်ဘဲနဲ့ဆရာရဲ့စိတ်ကိုဆရာကစိတ်တည်ငြိမ်အောင်လုပ်တယ်ဖခင်ဝိပုတဲ့ပဋ္ဌာန်းရွတ်တယ်ဆိုပဋ္ဌာန်းရွတ်တဲ့အခါမှာဆရာရဲ့ခံစားချက်ကဆရာတို့ကဖုံးကြီးကြောင်းထွက်လဲမှုငယ်ပြူလဲမှုတော့မချက်ဘူးရွတ်တဲ့အခါမှာကိုယ်စိတ်လောနေနှစ်နေကလေးရွတ်တယ်စိတ်လေးငြိမ်နေနည်းနည်းလေးတော်တော်မှန်မှန်လေးရွတ်တယ်ကိုယ့်ရဲ့စိတ်ခံစားချက်လေးအကြည်လင်ဆုံးဖြစ်အောင်ဆရာကအဲမြတ်စွာဘုရားကိုပူဇော်တယ်ရွတ်ဆိုတဲ့အခါမှာလဲနံပါတ်1ငါဟာမြတ်စွာဘုရားရှင်ဟောခဲ့တဲ့ ပဋ္ဌာန်းတရားတွေရွတ်ဖတ်ပူဇော်နေရပါလားနံပါတ်1ပညာရမရှင်ဣဂရက်ပွေတူရတာရှင်သာရိပုတ္တရာအကျင့်ရှိခဲ့တဲ့တရားတွေကိုရွတ်ဖတ်ပူဇော်နေရပါလားဒါအပြင်ငါရွတ်ဖတ်တဲ့အခါငါနောက်မှာအလံအံပေသောနတ်တကြားမြမဖုတ်ပိတာဒီလိုပုဂ္ဂိုလ်တွေကနားထောင်ပြီးအကျွတ်လွတ်တော်မှာပါလားဆိုတဲ့ရည်မှန်းချက်ကလေးနဲ့ဆန္ဒပြုပါတယ်တိုးတော့ရွတ်တဲ့အခါမှာဆရာစိတ်ကအာနောက်ကကြားလိုက်နေတယ်လို့ဖျားဝစ်ပြုတဲ့အခါမှာပင်မန်းတဲ့အလုပ်ကိုဆရာဘယ်တော့မှမလုပ်ပါဘူးဖျားဝစ်ပြုတဲ့အခါမှာဆရာက စိတ်ကိုလောနေရင်အစဉ်ပြေမနေစိတ်ပြုံနေတော့အေးချအောင်ဆရာကပြုပါတယ်ဥပမာပေါ်ပထမပြောတယ်ဆရာစိတ်တွေကလောနေတယ်ဆိုပုံမှန်ဆိုရင်ဒီလူပစ္စည်းရောဒီဧရွေလူတံပယုတ်တာနဲ့ဓမ္မနံဓမ္မတကနိစ္စရူပနာဟိတုပစ္စည်းနာပစ္စည်းရောဒါပုံမှန်ဆရာစိတ်ကအရင်လောနေတယ်ဆိုဆရာဧည့်သည်ကလည်းစောင့်နေနောက်ကကြားလိုက်တယ်လို့ကျွန်တော်ဘယ်တော့မှမဖြစ်ပါဘူးဟိတုပစ္စည်းရောဒီ ေရူရူတံပိယတနံဓမ္မနံတံသမုဒကငစ္ဆရူပါနံဟေတုပစ္စည်းနာပစ္စည်းရောစိတ်ကိုတည်ငြိမ်အောင်ထိမ့်ပါဒါမှန်ပြောတာပါဒါလေးကိုဆရာမျှဝေပေးလိုက်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဆက်ပြောလိုက်ပါသည်ဘုဒ္ဓဘုရားတာသမီမိတ်ဆွေတွေဒီလက်တာအတော်တွေမှာဆိုလို့ရှိရင်တော့လုပ်ငန်းပြောင်းအလုပ်ပြောင်းလေးတွေကောင်းပါတယ်လုပ်ငန်းရာတွေနဲ့ပတ်သက်လို့အပြောင်းအရွှေ့လည်းကောင်းပါတယ်မြေဝင်တက်ပါတယ်အထယ်လေးပစ္စည်းတွေလက်စပစ္စည်းတွေတမိုးကြီးတဲ့အရာတွေဝင်လာတက်ပါတယ်ငကူကတာသမီမေဟရှိသူတွေတာသမီရရှိတက်ပါတယ်ပျောက်တော့သူ ပုံးနေတတ်ပါတယ်။ရှာမတွေ့နိုင်ပါဘူး။မိမိတို့အရှိရင်နဲ့ပတ်သက်လာရင်အကြောင်းအရာမျိုးစုံနဲ့ခွဲခွာရတာမျိုးအနားလည်မှုလွဲတာမျိုးတွေလူငယ်တွေနေနဲ့မေတ္တာအရှိရင်မှာအဲလုပ်ငန်းအဆင်ပြေခြင်းပေမဲ့စိတ်ကအရှိရင်အဆင်မပြေလို့လုပ်ငန်းမှာမတွင်တာမျိုးလေးတွေကြုံရတတ်တဲ့အတွက်လူငယ်များအနေနဲ့ကတော့အရှိရင်အဖြတ်အနှောက်အတိုက်အခိုက်လေးတွေပေါ်တတ်တယ်ဆိုတာကိုထပ်လောင်းပြောကြားလိုက်ပါရစေ။ဒီလက်ကတော့ဒီမှာဆိုမိတ်ဆွေတို့အနေနဲ့ရင်ဆက်ပစ္စည်းနဲ့ပတ်သက်တဲ့အခါမောင်းနေတဲ့အခါမှာသတိထားစဉ်းကျင်ပေးဖို့လိုအပ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထက်စီဖို့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုအယောင်းဝယ်ကောင်း င်စီရန်အတွက်ဆိုရင်တော့သတင်းစာစက်ကူလေးတစ်ခုကိုလိတ်ပါသတင်းစာစက်ကူလေးတစ်ခုကိုလိတ်ပြီးတော့ကမိတ်ဆွေတို့ရဲ့ကွန်ပျူတာကိုရိုက်ပုတ်ထိတွေ့ပြီးတော့ဟဲ့ထွက်ဟဲ့ထွက်ဟဲ့ထွက်ဟဲ့ဆိုပြီးတော့ရိုက်ပုတ်ထိတွေ့ပြီးတော့ရောင်းလိုက်ပါမိတ်ဆွေတို့ရဲ့အယောင်းဝယ်ထိုင်းနေတာတွေနေနေတာတွေအယောင်းဝယ်တွက်လာပါလိမ့်မယ်အဆဆအရာအစဉ်ပြေစီငွေကြီးကံအားကောင်းစီရန်လက်လာပါပွင့်လန်းစီရန်ပြုလုပ်ရမယ်ရရအနေနဲ့ဆိုရင်တော့ဖြင့်ဆရာတို့ဂျူလင်ကံများတစ်ချက်တည်းမှာ လာဘန်လို့ရေးလိုက်ပါဘာကြောင့်လဲရေးရလဲလာဘန်လာရှာလာပါကုန်းတေတေတေဘန်လာဘန်လတ်လာပါလာဗန်လို့ရေးဒါပြရကဆက်လို့မက်ဆေ့သို့မဟုတ်အကျွေးစီလေးတစ်စီကိုရှားပါရှားပြရကအဲ့ဒီမက်ဆေ့ကိုအလဲတက်တက်မှထည့်အကျူပကံများအလဲတက်တက်မှထည့်ထည့်ပြီးသွားတဲ့အခါဖျောင်းနိုင်အစိမ်းရောင်ဒီတိုင်းကိုတင်ပြီးထွန်းမိတ်ဆွေတို့ရဲ့ဈေးဆိုင်ရဲ့အမြင့်တဏီယာအမိမိရဲ့ဇပွဲအန်ဆွဲလုပ်ငန်းရဲ့အမြင့်တဏီယာမှာဖျားချောင်းတော်မှပေါ့ထွန်းလိုက်ပါဒါဆိုရင်မိတ်ဆွေတို့အနေနဲ့ပိတ်နေတော့လက်တွေပွင့်လန်းပြီးတော့ငွေကြေးကံကောင်းအောင်ဆူတောင်းလိုက်ပါခင်ဗျာ တလာလုံးထွင်းလဲရပါတယ်အကျိုးပေးစီတာအသေးစားပဲဖြစ်ကြောင်းဆရာကပြောရင်းနဲ့ဗုဒ္ဓဘူးရဟုတာသမီမိတ်ဆွေဒီရရားဟာဘယ်နေသားမဆိုလဲလှုပ်လို့ရတယ်လို့တတလုံးကိုနဲ့အကျိုးပြုစေတယ်ဆိုတတလုံးလှုပ်လို့ရပါတယ်ခင်ဗျာဒါလေးကိုဆရာကထားလောင်းပြောရင်းနဲ့ကဲဇံငယ်မိတ်ဆွေဗုဒ္ဓဘူးရဟုတာသမီတွေအောင်မြင်မှုတွေအလီလီပိုင်ဆိုင်လို့ယေရနာစင်ကြောက်ဇဲတောက်တိုင်းကစားနိုင်ကြပါစေခင်ဗျာကောင်းပါပြီဆရာငယ်ဗုဒ္ဓဘူးရဟုတာသမီမိတ်ဆွေတွေအဲဆရာဆရာငယ်နားမှာ ဂျွန်းလက်တန်လေးရဲ့အနေအဆောင်လက်ပတ်ကြိုးလေးတွေမှာလို့ရတယ်လို့လူတက်ရစီပြောင်းနိုင်မှာလို့ရတယ်ဆိုတဲ့အကြောင်းလေးဆရာကထပ်လောက်ပြောလိုက်ပါစီထို့ပြင်မိတ်ဆွေတို့ဗီဒီမင်းကြီးနေဆိုရင်ဆရာငန်းမှာ0939293416 7902916 WhatsApp Telegram မှာဖြစ်စေ Viber နဲ့လုံးရှိပါသေးတယ်963 5055 2မှာဖြစ်စေဆက်သွယ်မိများနိုင်ကြလို့ဆရာ TikTok Messenger ကနေဗီဒီမဟောတယ်လို့ဧည့်သည်လည်းလက်မခံကြောင်းနဲ့အဲထပ်လောင်းပြောကြရင်လည်းအခုလိုရုပ်လျှော့လျှော့လေးရတာဆရာငယ်ဖြစ်ကြောင်းပြောရင်းနဲ့မိတ်ဆွေဗုဒ္ဓဘုရားဥဒါသမီးတွေအားလုံးအဆင်ပြေလို့ နောက်အပတ်မှာပြန်ဆောင်ကြပါမယ်အခုတခါ